အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့စာရေးဆရာမမတ်မြတ်လေးရေးသားထားတဲ့အလွမ်းပြေဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ရှင်အလွမ်းပြေလာစမ်းရဲ့ဖြစ်ပေဘာကြီးယုံကပြန်လာလေအသည်ဆက်ဆက်ဝတ္ထုမဂ္ဂဇင်အမျိုးစုံပါလာတယ်ကြီးတော်သည် ထုံးစံအတိုင်းဘာကြီးအားစီးကြိုရင်း လက်ထဲမှာမဂ္ဂဇင်းအထုပ်ကြီးကိုလှမ်းယူလိုက်တယ်။ဟာမဂ္ဂဇင်းတွေပါလာတယ်ဟိဟိုဘာကြီးသမီးကလဲမကအော်လိုက်တယ်။ထို့အတန်ကြောင့်ဘာကြီးနဲ့ကြီးတော်တို့အိတာသမီးများဖြစ်ကြတော့တာတိနဲ့ဖိုးမုံကြီးတို့ကပါပြေးလာ၍သူတို့နှစ်သက်ရာအယုတ်လာလာသို့မဟုတ်ကလေးများအဖို့ပါတော့စာအုပ်ကိုအလူအယဲဆွဲယူဖတ်ကြတယ်။ ပဲ့ကိုလည်းပေးကြပါအောင်ကွာဟိုဘာကြီးကပလက်ကလေးထိုင်ပေါ်တွင်လှဲချလိုက်ရင်သာသမီများထံမှသတ်အုပ်ကိုလမ်းယူမည်ပြုစဉ်တာတီကဘာကြီးလက်ထဲသို့ပြီးတော့သေးချနယ်ကိုလမ်းပေးလိုက်တယ်တာတီက အလွန်အကင်းပါသောခလေးပင်ဖြစ်သည်ဟိုတအိမ်လုံးကယူဆထားသူဖြစ်တယ်ဤယူဆချက်မမနိုင်သောတက်တဲ့တာရကာက မိမကလေးတွေအယုတ်ပါသောစာအုပ်များကသူတို့ဖို့သားလျင်ဖြစ်ပြီး တွဲတောစရာရှုပ်ရှုပ်ထွေးထွေးပကြီးယုတ်ပါသောစာအုပ်သည်ဘာကြီးတို့လိုလူကြီးဖို့ဟုသူနားလည်ထားဟန်တူသောအချက်ပင်သည်ကြီးတော်ကမူတာတီးလက်ထဲမှစာအုပ်ကိုဆွဲယူလိုက်ကလေးမလက်ထဲက စာအုပ်ဆွဲယူလိုက်ပိုးမောင်ကြီးလက်ထဲကစာအုပ်ဆွဲယူလိုက်နဲ့အိမ်ရှင်မပီပီ အနိုင်ကျင်နေတယ်ကိုနှစ်သက်ရာကိုရွေးချယ်ပြီးွေး တာအုပ်ကိုစီနဲ့အာယုံဆိုင်နေခြင်းတွင်ကြီးတော်သည်ဗာကြီးယူလာသောစာအုပ်တွေအားလုံးကိုကြည်ပြီးဖြစ်တယ်။ဤသို့ဆိုသည်ဖြင့်စာဖတ်သူတို့ကကြီးတော်ကို အထင်ကြီးပေလိမ့်မယ်။ကြီးတော်သည် သူများအထင်ကြီးလောက်အောင်စာဖတ်ဝါဒနာပါသူသို့မဟုတ်စာအဖတ်မြန်သူအဖြစ် အမြင်အားဖြင့်သာမှန်ကျင်မှန်ပေမယ်။တကယ်တမ်းဆိုက အထင်နဲ့အမြင် အလွန်ကွာခြားပေ၏တကား။ အဘဲကြောင့်ဆိုသောကြီးတော်သည်စတအောင်သို့မဟုတ်ဝိတုတပုတ်ကိုစလဲစုံသူဘယ်တော့မှမဖမ်းဟူ၍မဆိုသာအောင်အစကိုဖတ်လိုက်တယ်အလဲကိုနည်းနည်းဖတ်တယ်ပြီးတော့အဆုံးသက်ကိုဖတ်တယ်ထို့ကြောင့်သူသည်စအိပ်ရွယ်ချက်အထိပ္ပယ်ကိုသူစိတ်ကိုနှစ်သူသာဆက်ဆက်ပြီးနားလဲခြင်းနားလဲပေမယ်သူဖတ်ပြီးတော့စအိပ်အထိပ္ပယ်ကိုက သူတပါအားပုံစုံအောင်ဘယ်တော့မှမပြောနိုင်ရှာပဲထို့ထက်ထူဆန်းသောကြီးတော်၏အကျင့်တစ်ခုကသတင်းစာကိုဖြစ်စေမဂ္ဂဇင်းကိုဖြစ်စေအယုတ်ကိုသာကြည်တတ်တယ်အယုတ်သာဆိုကကြီးတော်သည်ကြောညာကအစာစိတ်ဝင်စားခဲ့တယ်ကျုပ်အိမ်မှာကျုပ်ကိစ္စဘာရရတွေနဲ့ကျုပ်ဟာကျုပ်စိတ်မအားရတဲ့အထက်သူများအကြောင်းကျုပ်ဖတ်မနေနိုင်ပါဘူးတော့ကျုပ်လိုအဖွားကြီးကြမှာ ခင်မီစီကလည်းမလိုပါဘူးဟိုဘာကြီးကခင်မီမီတော့အမဲကြီးလောကအကြောင်းဘာမှလည်းနားမလဲဘူးဟိုပြောသည့်အခါတိုင်းကြီးတော်ကဤကဲ့သို့ ပြန်ပြောသောဝါဒရှိတယ်လာဆန်းစာဝိတုမဂ္ဂဇင်းအစ်စ်တွေဝယ်ပြီးတိုင်းဘာကြီးတို့မိသားဖါသားတစုတို့ဤဤသို့သော အပြုမူကလေးတွေမှာတမဲယိုကြဖြစ်ပါတယ်ယခုလာတွင်မှာကြီးတော်သည်ထူထူဆန်းဆန်းမဂ္ဂဇင်းတအုပ်ကို အာယုံစုဆိုင်နေပါတယ်။တအောင်မြကြလျင်တခိခိနဲ့ရင်နေပါတယ်။ဤတွင်ဗာကြီးရောကလေးတွေကပါကြီးတော်ကိုကြည့်ပြီးခွတ်တိုးခွတ်လန်ရေပြန်ပါတယ်။သူတို့ဝမ်းရည်ကြမှပင်ကြီးတော်ကပါ ပို၍ရေပါတော့တယ်။မမေဘဝိထုကိုဖက်ပြီးရေတာလေ။ကျွန်တော်ကိုပြပါ။တားအလန့်ဘိုးမောင်ကြီးကကြီးတော်လက်ထဲမှာစာအုပ်ကိုစွဲ၍ကြည့်လိုက်တယ်။ ဘာများရေးထားလို့လဲကွာဘာကြီးကကြီးတော်အားလှမ်းမိတယ်ကျုပ်တို့နဲ့တူလွန်းလို့တော့အရင်ကိုရင်နဲ့ကိုလတ်တို့အင်ကြီးမှားတယ်လို့ပဲဟေးဟုတ်လားဒီလိုပဲလားဒီမှာတော့အင်ကြီးမဟုတ်ဘူးခေါင်းပေါင်းဘာကြီးကကြီးတော်လက်ထဲမှာစာအုပ်ကိုဆွဲယူ၍ဖတ်လိုက်တယ်ပြီးတော့စာအုပ်ကို ပေါင်းပေါ်တင်ပြီးဟာဟာဟာတို့လိုပါပဲလားကွာ ဟွန်းဖေဖေတို့လည်းအရင်တုန်းကဒီလိုတကယ်ဖြစ်တယ်လားတားကလေးကိုတာဒီကတိလိုစောဖြစ်အတင်းမေးရှာတယ်အေးပေါ့ကွာဒီလိုပဲဖေဖေနဲ့ဖေဖေတငယ်ချင်းနဲ့အိမ်ကြီးချုပ်ပြီးမှားဝဲကြလို့အတော်ရှိอยู่ရတယ်။အိုးဒါဖြစ်စုံအောင်ပြောပြကြမှာဖေဖေ။အေးအေးမင်းတို့မမေကိုမေး။ဘာကြီးကကြီးတော်မျက်နာကိုပြုံးပြီးလှမ်းကြည့်လိုက်တယ်။ထိုခဏ၌ ကြီးတော်ဤမျက်နှာတွင်ကြည်လင်စိုးပြေ၍နေလေတယ်။တယောက်မျက်နှာကိုတယောက်ကြည်ရင် အနည်း20ကျော်ကအရွယ်တို့ကိုမြင်ရောက်မိကြတယ်။ထိုမှတစ်ဖန်ငယ်ရွယ်စဉ်ကပျော်ရွှင်စွာ နေခဲ့ပုံတို့ကိုပါဆက်ဆက်၍တွေးနေမိကြလေတယ်။အနည်း20ကျော်ဆိုသောကာလအပိုင်းခြားသည်တကယ်တမ်းတွဲစစ်ကကြာမြင့်လေပြီထိုစင်ကကြီးတော်တို့ဇနီးမောင်နှံသည်လက်ထပ်ပြီးကစား တနင်းပေါင်နှံဖြစ်ပြီးကံတော်ကလေးရက်ွက်ရှိ94လမ်းတွင်အိမ်ခံတခန်းငှား၍နေကြတယ်။ကံလျက်ရှိသော အိမ်တွင်မူကတိကာကြီးတရာဥခင်မောင်လက်နှင့်ဇနီးဒေါခင်မျိုးချစ်တို့နေကြတယ်။သူတို့နှစ်အိမ်တောင်ကနှစ်ခုတစိဆိုတကယ်တော့အထူးချစ်ခင်သောတငယ်ချင်းများဖြစ်ကြတယ်။ဘာကြီးနှင့်တရာဥခင်မောင်လက်မှာတအိုးနှင့်တအိုး အတူလုံးဖို့ကိုင်ပဲဘာမစိုးတိုင်းမင်းပဲသွားတူစားတူပြောမနာစိုးမနာရှိတကယ်တော့ဒေါခင်မျိုးချင်းနဲ့ကြီးတော်တို့နှစ်ယောက်ကလည်းတငယ်ချင်းဟောင်းများဖြစ်ကြတယ်ထို့အချိန်ကာလကမျိုးချင်းစိတ်တက်ကြွနေခြင်းဖြစ်တယ်ထို့ကြောင့်သူ့မင်္ဂလာဒုမင်္ဂလာ အစာရှိသည်တို့တွင် အမျိုးသားတချင်းဆိုခြင်းအမျိုးသားဝတ်စုံဝတ်ခြင်းတို့ကိုဘာကြီးတို့တငယ်ချင်းနှစ်ဦးက ခေါင်းဆောင်၍တော်အောင်လည်ရှိတယ်။ထိုအခါတွင်ယုံမှဆရေတအိုးလက်ထက်မြဖြစ်၍ဘာကြီးတို့လူတိုက်ကပင်ဒီအပေါ်ပေါင်းအင်ဂျီဝတ်တဲရန်သဘောတူဆုံးဖြတ်ကြတယ်။တကော့ဈေးတွင်စက်စရာကိုသိန်းမောင်းမှာဘာကြီးတို့လက်ဆွဲဖြစ်၍တငယ်ချင်းနှစ်ယောက်အပေါ်ပေါင်းအင်ဂျီသွား၍အကြတယ်။မင်္ဂလာဆောင်ကတနင်္ဂနွေနေ့ဖြစ်၍တငယ်ချင်းနှစ်ယောက်တောက်ကြနေညနေ့ ယုံအစင်ဝင်ရွေးကြတယ်။တက်စရာကိုယုံကြည်ပြီးဖြစ်သည့်အတိုင်းသူတို့ဝေမဆန်းခဲ့ကြပြီ။ဟောဗျာ။ဘာကြီးသည်သူ့အပေါ်ပေါ်အင်ကြီးကိုမှန်ရှိတွင်ဝတ်ကြည့်ရင်းစိတ်ပြက်သွားတယ်။ဟမ်ဘာဖြစ်တာလဲ။ကြီးတော်ကဒါမလဲတွင်မေးတယ်။ဒီမှာကြည့်ပါအောင်ကွာ။ကိုသိမ့်မောင်ငါအင်ကြီးကိုဘလို့လို့ချုပ်ပေးလိုက်မှမသိဘူးဟုတ်ပေတယ်အင်ကြီးမှာဘာကြီးနဲ့ အနှဲငယ်ကြက်ပြီးခါရှည်ရွေနေပြီ။ဤအတိုင်းဆိုက ကြည်ရဆိုတယ်။ရှေ့ကိုတည်တည်ချာချာမတိုက်လိုက်ဘူးထင်မရတော့။ဟာအင်ကြီးချုပ်တာခလေးကစားတာမှမဟုတ်ပဲ။ပြီးတော့ငါလည်းချုပ်နေကြ။သူငါကိုယ်တိုင်းကိုမှတ်မိဖို့ကောင်းတယ်။ဘာကြီးမှဒေါသအလွန်ဖြစ်နေပုံရရွေကြီးတော်မှလည်းဘာမျှမကြံတတ်ပေ။ထို့အတွင်ဥခင်မောင်လက်တော့ဇနီးမောင်နှံကူလာကြတယ်။ ထဲအောင်မင်းဆက်စရာငါ့ကိုဘွားလုပ်လိုက်ပြီကွာဟေးဘာကြီးကပဇံအဟောင်းသားနဲ့အံ့ဩစွာကြည်နေလိုက်တယ်ဒီမှာကြီးစန်းကွာငါအင်ကြီးဝစ်ပြမယ်ဥက္ကေမောင်လက်ကမှန်ရှိမှာတခါအင်ကြီးကိုဝေရွေပြတယ်ဟုတ်ပါရဲ့ကိုလက်အင်ကြီးကပွတ်ပြီးတော့ခါတုံနေတယ်ဒီလူဘလို့များချုပ်ပေးလိုက်ပါလေကြီးတော်နဲ့ဒေါခင်မျိုးချစ်တို့မှာ တယောက်မျက်နှာတယောက်ကြည့်ပြီးစိတ်ပြဲဒေါသထွက်နေသောနင်းတော်မောင်များအတွေ့စိတ်မကောင်းဖြစ်မိကြတယ်။မိုးကလည်းခြုံနေပေပြီ။မနေ့ဖြန်တနေ့နေ့တနေ့သာကြံတော့တယ်။ဘိုးနာရီတွင် သကော်စည်းဖွင့်လျင်ဖွင့်ခြင်းချုပ်တော်မှညဘက်ပြီးအောင် အတော်ပြင်ရမယ်။မပြီးလျင်ကအခဲ။တငယ်ချင်းနှစ်ယောက်ကတောက်တစ်ခေါက်ခေါက်နှင့်မကြည်မနှံဖြစ်နေကြတယ်။ထိုအချိန်မှသာ က်စရာကိုတွေ့ကလက်သီးနှစ်ပင်ထိုးမိကြမည်ထင်နေ။တို့ဖြစ်စိတ်မကြေမနက်အဲ့ရသို့ဝင်ခဲ့ကြတယ်။နက်နက်တွင်စက်စရာထံသို့စောစောထွက်ခဲ့ကြတယ်။ဤတွင်မှပို၍ဒုက္ခဖြစ်တယ်။စက်စရာကစီမထွက်ပေ။တငယ်ချင်းနှစ်ယောက်စလုံးတချူးချူးတရှာရှာနဲ့ဒေါ်ပွား၍နေကြတယ်။တဲ့အင်းသားလုံးကလည်း၎င်းတို့အတွက်စိတ်မကောင်းကြပါဘူး။သူတို့ရုံးတို့ထွက်လျင်ပင် ဒေါခင်မျိုးချစ်ကဒီတော်ထံသို့ကူလာ၍အင်းကြီးပုံမားနေသည်ကို အမျိုးမျိုးဝေဖန်နေကြတယ်။ဒီနေ့ပြင်းလို့မှပြိပါမလားသိရင်သိတော့ဘယ်နည်းနဲ့မှမပြိဘူးထင်တယ်။ပြင်းတယ်ဆိုကြတဲ့ကကျဲသီးတံတွေပါတွေအကုန်ပြန်ဖြုတ်ရမယ်။အိုးအတိချုပ်ရတာတဲ့ကြာအောင်မယ်။အချင်းကလည်းဘယ်မှာရှိတော့လို့လဲ။ပြီးတော့ရှည်တာကမှဖြတ်လို့လွယ်တယ်။တူတာကဆက်ရခတ်တယ် ဖြစ်နိုင်တာကိုတွေးပြီးသူတို့နှစ်ယောက်ကလည်းစိတ်မောရွေနေကြတယ်။ကိုတခုစိတ်ကူးမိတယ်ဟိုဒေါခင်မျိုးချစ်ကဆိုပြန်တယ်။ဘာလဲစို့ပါအောင်။တော်လို့တော်냐ပေါ့။အဲ့ရင်ချင်းလဲဝယ်ခန့်ကြည့်ရအောင်။အေးဒီအကြံကောင်းတယ်။တနေ့နေ့ဖြစ်၍နေတဝဲရုံစင်းခဲ့ကြတော့နေတော်မောင်များမှာမျက်နာမတာမရာရှိကြတယ်။ဘယ်နဲ့လဲရခဲ့သလား။ကြီးတော်ကစီမေးတယ်။ ။ဟာပွေးမသားကြီးဘမသွားပြီ။အရေးတယ်သိနေတယ်မသိဘူး။မရပါဘူးကွာ။ဒီမင်္ဂလာဆောင်လည်းမသွားချင်တော့ပါဘူး။အားလုံးစင်တူချုပ်ထားတာ။ကိုကဒါဝတ်မသွားလည်းမကောင်းဘူး။ဘာကြီးမှခြေကုံလည်းပန်းဖြစ်နေတယ်။ထိုအတွင်ဥခင်မောင်လည်းတော့ဇနီးမောင်နှံကူလာကြပြန်တယ်။ဒီမှာရှင်တို့နှစ်ယောက်စိတ်ညစ်နေမယ့်အစားအင်ကြီးချင်းလဲဝဲကြည့်ပါအောင်လားဟိုဒေါခင်မျိုးချစ်ကဘာကြီးကိုဆိုလာတယ် အေးကောင်းတာပဲဤတွင်တငယ်ချင်းနှစ်ယောက်အင်ကြီးချင်းလဲ၍မှန်ရှိတွင်ဝတ်ကြည့်ကြတယ်။ဇနီးတဲ့နှစ်ဦးကလည်းတထိတ်ထိတ်နဲ့ကြည့်နေကြတယ်။စောစောကဘာကြီးနဲ့ကြက်ပြီးခါရှည်နေတော့အင်ကြီးမှာဥခင်မောင်လက်နဲ့အန်ခိုက်ဖြစ်နေပြီ။ဥခင်မောင်လက်နဲ့ပွပြီးတိုးနေတော့အင်ကြီးမှာဘာကြီးနဲ့အန်ခိုက်ဖြစ်နေတယ်။အေးဟာ ငါနဲ့အတော်ပဲဟုဘာကြီးကဝမ်းသာစွာဆိုတယ်။ဟာနေဟာငါနဲ့လည်းအန်ကိုက်ဟိဟုဥခေမောင်လက်ကကျင်းနဲ့သွားပြန်တယ်။သူတို့ဒီတယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ဟဲ့အောင်တို့အင်ကြီးများမှားဝဲသလားမှမသိတာကွာ။ဘာကြီးကတွေးမိတဲ့ဖြင့်အန်အောစွာပြောမိတယ်။ဟာအစ်စ်ပဲဟိဤတွင်မှလေးယောက်သားမှ သဘောပေါက်လာပြီတဟာဟာနဲ့ဥတက်မတက်ရဲမိကြတော့တယ်စောစောကစိတ်ပြက်နေတော့တငယ်ချင်းဇနီးမောင်နှံနှစ်စုံမှာအခုမှပင်တက်တာရရကြတယ်ထို့ထက်မစင်မစားသူတို့အမားကိုသူတို့သဘောကျနေကြတယ်အေးကွာငါကလည်းအဲ့ဒါကိုမစင်သားမိဘူးဟုဥခင်မောင်လက်ကဝန်ခံလိုက်တယ်တို့ကလည်းညံ့ပါတယ်ကွာတကယ်ဆို မင်းကငါထက်အရရှိတယ်ငါထက်ပိန်တယ်အဲ့တော့ငါနဲ့ကျင်းပြီးရှိတဲ့အင်ဂျီဟာမင်းနဲ့တော်ရမယ်မင်းနဲ့ပွပြီးခါတော်ရင်ငါနဲ့တော်ရမယ်ဒီတော့တို့ယူလာကလေးကအင်ဂျီများမှားနေသလားဆိုတာမတွေးမိဘူးကွာတို့တွင်မဟုတ်ဘူးကွာဟော်ရီမိန်းမကလည်းအားရပဲကဲကွာဘာကြီးကကြီးတော်ရင်နဖူးကိုလှမ်း၍ထိုးလိုက်တယ်အမဘာရှင်တို့က အသားယူခြင်းသေးလို့လေမိမတွေကအကြံပေးလို့ဒီကိစ္စအောင်မြင်သွားတာမဟုတ်လားဒေါခင်မျိုးချစ်ကဇက်ဇက်ကျဲရန်တွေ့လိုက်တယ်။ဤတွင်မင်းညကတညာလုံးစိန်မောခဲ့ရသောတငယ်ချင်းနှစ်စုံမှာအခုတော့စိတ်အေးရပြီဖြစ်၍ထုံးစံမပြဲကံတော်ကြီးသို့လမ်းလျှောက်ထွက်ခဲ့ကြတယ်။ကြီးတော်သည်ကုံဆုံးခဲ့ပြီးသောဘဝအတ္တတာကို တွေးပြီးဗန်မိတယ်။ ယခုလို40ကျော်50တွင်၌ရေကြီးရာမြင့်တို့ရာ နေကြရပြီဖြစ်၍ငယ်စဉ်ကကဲ့သို့တစ်ခင်သောတငယ်ချင်းများနှင့်လွတ်လပ်သောစိတ်ဤပျော်ရွှင်မှုကိုက အပင်မှပြန်၍ရတော်အန်နီထိုစဉ်အခါကကြီးတော်တို့သည်ကာကိစ္စတမိကိစ္စစီးပွားရေးကိစ္စလူမှုရေးကိစ္စအစာရှိသည့်တောကတို့နှင့်ကင်းဝေးခဲ့တယ်။ဤလိုလွတ်လပ်၍ အေးချမ်းသောစိတ်ဤပျော်ရွှင်မှုတို့ပါနေကြခဲ့သည့်နေ့အများအရေးတစ်ဖွဲသာရှိတော်တယ်။သားတွေမြေးတွေနဲ့လူမှုဝတ္တရာတောကတွေများရသောအချိန်တွင် အဖိုးအနက်ကထိုက်တန်သည့်ထိုအချိန်တို့ကိုဒီတော်သည်လွမ်းမီတန်တာမိတယ်။ထို့ကြောင့်ဤလိုတိုက်ဆိုင်မှုကလေးဖြင့်ငယ်စဉ်ကအကြောင်းကလေးတွေကိုပြန်ပြောရသည်မှာဒီတော်အဖိုးအလွမ်းပြေစရာပင်ကား ဤသို့သောငယ်ဖြစ်ဟောင်းကို ပြန်ပြောင်း၍ပြောနေရာချင်းတွင်ကြီးတော်သည် ခနာတာများလွတ်လပ်သောသိဤချမ်းသာဒုက္ခနှင့်ပြေဆုံးသည်ဟုသူဤမျက်နှာဤကြည်လင်နေခြင်းကတက်တည်ပြ၍နေပေတယ်။ကြီးတော်ကဤလိုအလွမ်းပြေကလေးတွေကိုသာသမီတွေကိုပင်မဟုတ်ညင်းမြင့်များကိုပင်ပြန်၍ပြောပြရန် အသင့်ရှိနေတတ်ကောင်းလေ။ ကြီးတော်သည်တာသမီတွေအစီအရေကိုစိတ်ပါလက်ပါငငယ်ကအကြောင်းပြန်ပြောင်း၍ပြောပြီးသည်ဤအစုံ၌ဘာကြီးသည်ပြုံ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 နှင့်နားထောင်နေရမှကြီးတော်ဤနဖူကိုလှမ်း၍ထိုးလိုက်တယ်။ထိုအချိန်၌မူဘာကြီးနှင့်ကြီးတော်တို့ဤစိတ်တွင်အနည်း20လောက်ပြန်၍ငဲသွားကြသည်ကိုတာသမီများသိလိုက်ကြမည်မဟုတ်ချေ။ဟုတ်ကဲ့ပါရှင်။ တိုင်းဆီယံမှာမမျက်လေးရဲ့အလွမ်းပြေဆိုတဲ့ဝိတ္ထုတို့လေးကဒီညလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူ အားလုံးသိရင်ချမ်းသာခြင်း၊ကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။